ါရှင်မြမယိုးရာ နှစ်တကူတချံကာလမှာအညိုချင်ရတဲ့ဂလီကာရီအတွက်အညိုတို့တံမိုးထားမျက်နှူရတဲ့ပကံမှာရှိတဲ့ဖျားပထိုးစီဒီတွေ အကြောင်းကိုရေးသားထားတယ်ဆရာကြီးပါရဂူရဲ့ပကံခရီးတဲ့ဆိုတဲ့စာအုပ်ကလေးကို အပိုင်းဆက်အနေနဲ့ညဝေပေးသွားပါမယ်နော်အရင်ဆုံးဆရာကြီးရဲ့အမစကားလေးကိုအရင်ဖတ်ပြပေးမယ်နော် နိုင်ငံတိုင်းဤရှီဟောင်းသမိုင်းသည်ဒန်နာယီနှင့်မကင်းပေလူတို့ဤသဘောတဘာဝသည်အထူးအဆန်းကိုတည်ခြင်းကြသည်အံ့ဖွဲ့တရေကိုနားထောင်လိုကြသည်လူသဘောတဘာဝကိုသိရှိနားလည်ကြသောရှီခိသမိုင်းဆရာများသည်သူတို့ရေးသားပြုစုသောသမိုင်းစာအုပ်များထဲတွင်ဒန်နာယီတွင်ကြသည်ပဇက်စကားထည့်ကြသည်အယက်စကားဖြည့်ကြသည်ရှီဟောင်းစင်လာရောကြသည်စင်ချင်းစင်စားညာရှိသူများနှင့်သူတေတီပုဂ္ဂိုလ်များ ားကမူအကာကိုဖယ်ပြီး အနစ်ကိုယူကြသည်တန်နိုင်ဘဆက်စကအယက်စကရှီဟောင်းစင်လာများကိုဖယ်ရှားလျက်ကပီးကြောက်စာနှင့်ရှီဟောင်းပစ္စည်းများကို အထောက်အထားပြုကြသည်ပကံသမိုင်းအထူးအဖြစ်ပကံစီဒီပထိုးသမိုင်းသည်လည်းရင်းဖြူရိုးဖြစ်စဉ်တဲကချွန်းချက်အဖြစ်ခွဲထွက်မနေပေ နှစ်ပေါင်းတစ်ထောင်နီးပါးရှိကြလာသောအခါပကံစီတီပထိုးသမိုင်းတီဟူသောအဆောက်အုံတွင်ခြုံရွယ်များဖုံးအုပ်လာကြသည်ဒဏ္ဍာရီပဇက်ဇကအယက်ဇကရှီဟောင်းစင်လာများသည်ပကံစီတီပထိုးသမိုင်းကိုဒိုးယူပေါမမြင်နိုင်အောင် အရှိအရှိအတိုင်းမသိနိုင်အောင်ပိတ်ပင်ကာစီထကြသောခြုံရွယ်များဖြစ်ကြသည် ဂျင်းချုံနယ်များကိုရှီဟောင်းပစ္စည်းကပီးကြောက်စာဓာဖြင့်ခုတ်ထွင်ရှင်းလင်းပြသူမှာတမိုင်းတုတေတီပုံကူများဖြစ်ကြသည် ဤပကံခရီးတဲ့ကို ရေရေသူသည်ဤပကံခရီးတဲ့ကိုရေစဉ်ခဏ၌ဒဏ္ဍာယီပဇက်စကားအယက်စကားရှေးဟောင်းအစဉ်လာကိုဖတ်တွယ်ထားသူလည်းမဟုတ်ပေတမိုင်းတုတေသည့်ပုဂ္ဂိုလ်လည်းမဟုတ်ပေဤပကံခရီးတဲ့ကိုရေတော်သူဤရွယ်ချက်မှာပြည်သူတို့အားပကံစီတီပထိုးများထံခေါ်သွားလိုခြင်းတသက်မြတာဖြစ်သည်ပြည်သူတို့အားပကံစီတီပထိုးများအကြောင်းသိစေလိုခြင်းတသက်မြတာဖြစ်သည် ထို့ကြောင့်သူဤဤပကံခရီးတဲ့စာအုံ၌ပကံစီရီပထိုးများနှင့်ပသက်သည်ဒဏ္ဍာရီစကားများကိုလည်းချွန်းချံမထားပေသမိုင်းတုတေတီများဤတုတေတနာပြုချက်များကိုလည်းလျလျူရှုမထားပေဤပကံခရီးတဲ့သည်သမိုင်းတုတေတီတို့ဤလေးလေးနက်နက်တုတေတနာပြုချက်များနှင့် ရှီဟောင်းသမိုင်းဆရာတချို့ဤပေါ်ပြက်ပြက်ဒဏ္ဍာရီစကားများကို ရောမွေပြီးဟင်းလေးကြိုထားသောစာအုပ်ဖြစ်သည် မြမယဉ်ကျေးမှုအမွေအနှစ်ပကံစီဒီပထိုးများနှင့်ပတ်သက်၍စာအုပ်ပေါင်းများစွာထွက်ပေါ်ခဲ့ပြီးပြီအချို့ကရေရိုးရေးစဉ်ဖျားသမိုင်းရင်းနီးရေးဟန်မျိုးဖြင့်ရေးကြသည်အချို့ကပကံသမိုင်းပေါ်တွင် အခြေခံလျက်သူတေတနာဆန်ဆန်ရေးကြသည် အချို့ကပကံစီဒီပထိုးများ၌တွေ့ရသောပြတုကပညာပကြည်ပညာပန်းတမောပညာစသည်များကိုအမှုပညာမျက်စိဖြင့်ဝေဖန်သုံးသပ်ကြသည် ဤပကံခီးတဲ့နိုင်ကယခင်ကရှိပိစာအုပ်များဤရင်းနီးရင်းဟံမှလမ်းခွဲလျက်ပကံတို့ခီးအခောက်ခောက်သွားဘူးတော့ပကံခီးတဲ့ဤပကံခီးအတွေ့အကြုံကိုပုံဖော်ထားခြင်းဖြစ်သည် ပကံခီးတဲ့သည် သူဤပကံခီးအတွေ့အကြုံကိုပုံဖော်ရ၌သူဤရှေးမောက်တွင်ယခင်ယခင်ကရှိနေပြီဖြစ်တော့ မြမရှိဟောင်းသမိုင်းစာအုပ်များကို၎င်းပကံသမိုင်းစာအုပ်များနှင့်ပကံစီရီပထိုးသမိုင်းစာအုပ်များကို၎င်းဖွင့်ထားသည်ပါရဂု20ရက်6လ1996စပတ်တ စပတဇေဒီတိပကံဤတမိုင်းဝင်ထင်ရှားသောဇေဒီတစုဖြစ်တော်လဲပကံ၌တရှိမနေပဲညောင်ဦးတွင်တရှိသည်ရန်ကုန်မြို့လည်းရှိ စုလိဖျားပက်လည်းရှင်သွားလန်းနှင့်လူသွားလန်းများပေါ်၌ရှင်များခရီးသွားခရီးလာများဥဒဟိုသွားလာနေကြတော်လဲစုလိဖျားပေါ်တက်၍ဖျားဝိပယသူမှာအလွန်တရာမှအရေးအတွက်အနေပါသည်စပတဇေဒီလည်းထိုနည်းအတိုင်းပင် စေဒီဘေးကရင်သွားလန်းချောင်းနဲ့လူသွားလန်းချောင်းပေါ်၌ရှင်များခยีသွားခยีလာများအဆက်မပြတ်သွားလာနေကြတော့လေစေဒီပေါ်တက်၍ဖျားဘူးတူမာမူတထောင်တယောက်ပင်မရှိပေတကူးတကပကံညောင်းဦးသွားပြီးဖျားဘူးကြသည်ဖျားဘူးခยีတယ်များပင်ဤစေဒီတို့မရောက်ကြပေတို့ရတွင် စေဒီဘေးတွင် ရင်လန်းလူသွားလန်းရှိနေသဖြင့် EZD မှာမဖူးခြင်းမြင်ရက်သားဖြစ်နေသည်ထို့သော သမိုင်းသူတေသည်များမှတပါတာမန်ဖျားဘူးများနှင့်ခရီးသွားခရီးလာများမှမူ EZD ဤသမိုင်းဝင်အနက်အတိတ်ပဲကို မတိမမြင်ကြပဲပကံဖျားအိုဖျားပြက်များထဲမှာတာမန်ဖျားတဆူဇီရီတဆူလောက်သာအောင်နေကြသည် ဤပကံခရီးတဲ့ပင်ပကံတို့၄ချိန်တီတီရောက်တော့လဲစတုတ္ထအချိန်ရောက်မှ သမိုင်းချေရာကောက်လို၍ဤစီဒီတို့သွားရောက်ခြင်းဖြစ်သည်ပကံတနေရာ၌စတဲချနေသောပကံခရီးတဲ့သည်ညဦးသွားသော ကိုပိုင်ကားကြုံနှင့်လိုက်လာသည် ဇေဒီတီညာဦးကြောင့်ပဒောင်းကာလန်နဘေးညာဦးအထရလက်ရဘက်ကက်လရဲ့တီရှိတီတနီးပြောရလင်ညာဦးတို့တောင်ပတ်မအဝင်ကာလန်ဘေး၌တီရှိနေသည် CDE ပရဝုံ၌အာယုံခံတဆောင်းမရှိပေဖျားအိုဖျားပြက်တဆူအဖြစ်ဖြင့်သာ နေဘူးကျဲကျဲတဲ့၌တီတီကြီးတရှိနေပေသည်ပရဝုံအပြင်ဘက်၌မူတပင်တပင်နှစ်ပင်ပေါက်နေသည် ပကံခရီးတဲ့သည်လေကားဆယ်ထစ်လောက်ရှိသော အုတ်လေကားကိုပန်းကူထားသည်မုတ်ပေါဝါမှဝင်လျက်ရှင်ပြင်ပေါ်တက်သွားသည်ရှင်ပြင်ပေါ်၌လူသူ အရိပ်အယောင်တယောက်မျှပင်မတွေ့ရပေစေဒီရှင်ပြင်ဤပြပတ်လည်၌ရှင်များနှင့်လမ်းသွားလမ်းလာများဥတ္တဟုလှုပ်ရှားသွားလာနေကြတော်လဲပရဝုံအတွင်း၌မူငြိမ်သက်နေသည် အပြုအပြင်အမောအမန်းလုံးဝမရှိပဲရှေးဟောင်းပကတိအတွင်အုံနီယောင်ထနေသောဇီဒီတစုတဲတာလင်ငေါစင်းစင်းကြီးတရှိနေသည် ပကံခီးတဲ့သည်ဇေဒီကိုအုတ်ခုံဖနက်တော်မှာအထက်ထုပိကအထွတ်အတီအောက်မှာအထက်သို့၎င်းအထက်မှာအောက်သို့၎င်းအပြန်ပြန်အထက်ထက်မျက်စိကစားကြည့်လိုက်သည် စေဒီမကုဖရာမဟုတ်ပဲတီဟိုစေဒီပုံရိုးရိုးမြေဆိုင်စေဒီပထိုးမြတာဖြစ်သည် အောက်ခံဖနက်တော်မှာလေးတောင်ပုံဖြစ်သည် အောက်ခံဖနက်တော်ပေါ်၌တီထားသောခေါလောင်းပုံတဒံစေဒီကိုဖူးတွေ့ရသည်ခေါလောင်းပုံတဒံစီဒီအထက်၌ရှိသောဓာတ်တော်တိုင်းမှာလေလေးတောင်ပုံတဒံပင်ဖြစ်သည်ဓာတ်တော်တိုင်း၏အထက်၌ကထုပိကအထုကို ပုံတဒံခက်ဆန်းဆန်းပြုလုပ်ထားသည် ထူပိကအထူဤထိပ်ပိုင်းမှတပါဇေဒီသည်ပင်ကိုအတိုင်းအပြည့်အစုံပင်ကျင်ရှိနေသေးသည်စပတာစီရီသည်ညာဦးမျိုးတွင်၌တမူထူးခြားစွာတရှိလျက်ရှေးအတိတ်ကစပြီးယခုခေတ်ကာလအထိပကံခရီးတဲ့များအားဂေဝါမှာ စီးကျုံနေတဲ့ကဲ့သို့ပင်ထင်နေရသည် ။တကံခရီးတဲ့သည့်စပတစီဒီကိုဖူးမြော်ရင်ကုန်းပောင်ခိအင်ဝါခိပင်ယခိတို့ကိုကြော်လွန်လျက်ရှေးအတိတ်တမိုင်းပကံခိစီတို့အာယုံရောက်သွားသည်။အနောယထာမင်းကြီးလက်ထက်တွင်မြမာနှင့်တီဟုခွင်းစာခွင်းပိတ်တီရီလင်ကဆက်တွယ်မှုသည်အတော်ပင်ခိုင်မာနေပြီအနောယထာမတိုင်မီကပင်မြမာနှင့်တီဟုသည်သာသနာ၏ဆက်တွယ်မှုရှိနေပြီ။ ထို့အချိန်၌တီဟိုကမြမနိုင်ငံကိုရှားမညဒေတာဟုခေါ်သည်စင်စစ်ရှားမညဒေတာဟုဒီမှာမွန်နိုင်ငံကို ခေါ်ဝေါ်သည်ဘောဟာရစကလုံးဖြစ်တော်လဲတီဟိုကဆိုလိုသည်ရှားမညဒေတာမှာမြမတနိုင်ငံလုံးကိုခြုံ၍ခေါ်သည်အမိနာမဖြစ်သည် အနော်ယထာမင်းကြီးသည်တီဟိုပရင်ပထမဝိဇယပါဟုကွင်းစကွင်းပိတ် AD 1055မှ1130ထံသို့တန်တမန်အဖွဲတဖွဲဆေလွတ်လျက်ဗုဒ္ဓဆွေတော်ကို တောင်းခံခဲ့လေသည်ထိုအချိန်ကမြန်မာနှင့်တီဟိုသည်တာသနာရေးအရသာမကဘဲ ိုင်ငံရေးအရာလည်းဆက်သွယ်မှုရှိနေပြီးဒီဟိုဘရင်ဝီဇယပါဟုသည်အိန္ဒိယတောင်ပိုင်းမှဆောလဓမိလလူမျိုးများကျူးကျော်တိုက်ခိုက်လာသောအခါစီးပွားရေးတာတနာရေးမှစ၍အဆအဆအရာရာချွတ်ချုံကြသွားခဲ့သည် ထိုအချိန်ကတိဟောသာသနာသည်မိမြရင်ရင်သွားသည်နီဆိုလင်ဥပတံပတာကံစသောတန်ခါကံဆောင်တန်ခါကံဆောင်ရွက်ရန်အတွက်ပင်အဤအချင်းပြေမထေမြရှားပါနေသည်ဖြင့်ဥယေပြေအောင်မနှဲရှာဖွေရလေသည် ယင်းအခြေအနေတွင်တီဟိုဘယင်သည် အနော်ယထာမင်းကြီးထံတန်တမန်အဖွဲ့စီလွတ်လျက်ရာမညဒေတာမှယဟန်တန်ဃာတော်များကိုပင်ဖိတ်ခဲ့လေသည်ယင်းတို့တပြီတောင်နှင့်တပြီတောင်တမင်းနှင့်တမင်းချစ်ကြည်သော ကျက်သွယ်မှုရှိသောကြောင့်ပကံအနောယထာမင်းကိုတိဟောဘယင်ဝိစယပါဟုဤအတိတော်ဘယင်ဟုပင်ခေါ်ဝေါ်ခေါ်ဝေါ်တမှုပြုကြသည်တိဟိုနှင့်မြမာသည်ရှင်တို့နိုင်ငံရေးအရာ၎င်းတာသနာရေးအရာ၎င်းဆက်သွယ်မှုရှိနေသောကြောင့်မြမာနိုင်ငံမှာရဟန်းတံဃာတော်များသည်တိဟိုနှင့်လမ်းပေါက်နေကြသည် မြန်မာနိုင်ငံမှာတီဟုတို့ပထမဦးဆုံးကြွတော်တယဟန်တော်မှာပန်တကူမထေဖြစ်သည်ကျန်စစ်သားမင်းကြီးဤမြေတော်အလောင်းစီသူမင်းကြီးကံကုံသွားသောအခါတားတော်နရတူကထိနှံစက္ခန်သည်တားတော်အကြီးမင်းရှင်သောသည်အဝေးရောက်နေ၍ထိနှံလက်လွတ်သွားသောကြောင့်လက်လွတ်သွားသောထိနှံကိုတိုက်ခိုက်อยู่ရန်ချီတက်လာလေသည် ဤတွင်နရတုကပန္တကုမထေအားနောင်တော်အားနန်းလွဲ့အပ်ပါမည်ဟုပြော၍စိစက်ခိုင်းသည်ပန္တကုမထေကဇာဝင်၍ပြန်ဖြေသည်နရတုသည်နောင်တော်မင်းရှင်သောအားနန်းကိုမူလွဲ့အပ်သည်တို့ရာတွင်ညာရင်းစင်းပင်ဖယ်ရှားပစ်လိုက်လေသည် ထိုအခါပန္တကုမထေသည်နရတုအားမြက်ပြီးပကံတွင်မနေတော့ဘဲတီဟိုကြွသွားသည်နရပတိစီတုမင်းကြီးနန်းတန်းမှပကံပြန်ကြွလာလေသည် ပန်တကူမထေနောက်တီဟိုတို့ဒုတိယကြွလာသောယဟန်တော်မှာငပစ်တောင်ဂိုင်းဤဦးစီးနိုင်ရကဩတရာဇီဝမထေဖြစ်သည်ပန်တကူမထေသည်ဩတရာဇီဝမထေအရင်တီဟိုကြွသောယဟန်တော်ဖြစ်သည်တို့ရတွင်တီဟိုသောပထမဓမ္မခရီးတဲ့ဘွဲကိုမရပေသူဤခရီးမှာဓမ္မခရီးတသက်မဟုတ်သောကြောင့်ဖြစ်တန်ရ၏ရှင်ဘွဲကိုရသူကဩတရာဇီ ဩဒရာဇိဝမထေဖြစ်သည် ခရစ်နှစ်1180တွင်ဩဒရာဇီဝမတိခရီးစားထွက်သည်ခရီးအစ၌တင်မောစိတ်ရှိရာပသိမ်တို့လာရသည်ဩဒရာဇီဝမတိနှင့်အတူယဟန်အချို့အပြင်စပဒအမည်ရှိတာမဏိတပါလဲပါသွားသည်စပဒသည်ပသိမ်ကြီးလက်စပဒရွာသားမွန်အမျိုးသားဖြစ်သည်စပဒရွာသားဖြစ်သောကြောင့်သူအမည်သည်လည်းစပဒဟုတွင်နေသည်ပကံခိကစပဒရွာမှာယခုခေတ်ပသိမ်ငပုတော်ဖြစ်သည် ီးဖို့အဆိုရှိသည်တိဟိုကျွန်းတွင်ဩဒရာဇိဝမထေသည်တိဟိုယဟန်တန်ဃာတော်များနှင့်ပလဲနံတင်သွားသည်နနိုင်ငံမှာယဟန်တော်များသည် ရေမြေဒီတာအရာကွဲပြားခြားနားနေတော်လဲသူတို့ဤပင်မှာသူတို့ဤရေတောင်မြင့်မှာတခုတည်းဟုယူဆကြသည်မူလပင်မှာမြစ္စည်းမဒေတာမှာဗုဒ္ဓသာသနာဖြစ်သည် မြစီမဒေတာ၌အာတောကမင်းတရားကြီးလက်ထက် တတိယသင်္ကာယနာတင်ပြီးသောအခါသာသနာပြုမထေများသည်ကိုတိုင်ကိုဌာနသို့သာသနာပြုခရီးကြွားကြသည် ကိုတိုင်ကိုဌာနတဲ့၌လင်္ကာဒီပတိဟိုကျွန်းနှင့်သူဝနာဘူမိလည်းပါဝင်သည်တိဟိုတို့ရှင်မဟာ မဟိန္ဒရကြာရောက်ပြီးသူဝနာဘုံမီတို့တောနာနှင့်ဩဒရမထေတို့ကြာရောက်ကြသည်ဩဒရဇိဝမထေသည်တောနာနှင့်ဩဒရမထေတို့မှစဉ်သက်လာသည်တပည့်အຫນွယ်ဖြစ်သည် တိဟိုယဟန်များကရှင်မဟာမဟိန္ဒာဤတပည့်အဆက်အနွယ်များဖြစ်သည်ထို့ကြောင့်သူတို့သည်ရေမြေဒေသအလိုက်ကွဲပြားခြားနားနေတော်လဲမူလမြစ်ပြားခံရမှာတခုတည်းသာဖြစ်သည်ဟုယူဆကြပြီးလင်တန်ခါကံကိုတပေါင်းတည်းတစည်းတည်းပြုကြသည်ဩဒရာဇိဝသည် ော်ဥထရာဇီဝါနှင့်ပါလာတိစပတ္တသာမဏေမှာအသက်ဆိပ်ပြီးယဟန်ပြုချိန်ရောက်နေပြီဖြစ်၍တီဟိုယမြမယဟန်များနှင့်တီဟိုယဟန်များသည်ညီညွတ်စွာစုပေါင်းပြီးလင် စပတ္တသာမဏေအားပဇင်းခံပေးလိုက်ကြလေသည်စပဒာသည်တီဟိုသွာဒုတိယဓမ္မခရီးတဲ့ဘွဲအမည်ရရှိသူဖြစ်သွားလေသည်ဩထရာဇီဝမထေသည် တီဟု၌ဖျားပထူးများကိုလှဲ့လည်ဖူးမြော်လျက်သာသနာအရေးကိစ္စများကိုပြုလုပ်ဆောင်ရွက်ပြီးသောအခါမြန်မာနိုင်ငံသို့ ပြန်ကြလာသည်တို့ရတွင်သူနှင့်အတူပါသွားသောတီဟိုရောက်တီဟိုရောက်မှယဟန်ဖြစ်သည့်စပတမှာမူအပြန်ခရီး၌ဩဒရာဇီဝမထေနှင့်ပြန်လိုက်မလာတော့ပေ ပီတကတ်စာပေတင်ကြားစီပူရန်ဒီဟိုနိုင်ကြံရစ်ခဲ့သည်မိမိတိုင်းပြည်ပြန်သွားပါကအဆွေအမျိုးចောင်းကြပြပါဒါကြောင့်စာဖြောင်းဖြောင်းတင်ကြားနိုင်မည်မဟုတ်ပေဒီဟိုနိုင်ကလွတ်လွတ်လပ်လပ်စာတင်ကြားလည်လာနိုင်သည်ရင်းစိတ်ကူးဖြင့်ဒီဟိုနိုင်နေရစ်ခဲ့ခြင်းဖြစ်သည် ထိုအချိန်ကဒီဟိုဒီဟိုနိုင်ပရကမပါပရကမပါဟုစုံမှုအုပ်ချုပ်နေခြင်းဖြစ်သည် ပရကမပါဟုသည်ဘုံလက်ယုံနှင့်ပြည်စုံသည် သူဤရေဓာတ်သည်အိန္ဒိယတောင်ပိုင်းနှင့်အင်ဒိုချိုင်းနာကျွန်းဆွဲတခွင်အထိကျက်စားနေလေသည်1164ခုနှစ်နန်တက်ချိန်မှစ၍ပရကမပါဟုသည်ဗုဒ္ဓသာသနာကိုထွန်းကားပြန့်ပွားအောင်ဆောင်ရွက်သည်သူလက်ထက်တွင်တီဟု၌ဗုဒ္ဓသာသနာအခြေအနေသည် တိုးတက်ကောင်းမွန်နေသည် နေပြီးတော့ဖြစ်သည့်ပိုလန်ဒရူဝ၌ ယဟန်တန်ခါတော်များအတွက်ကျောင်းတိုက်များကို အများအပြားဆောက်လုပ်လူဒန်သည်ရှင်ဘုရှင်ဘုဒ္ဓခောတာဤအထအထကထာကျမ်းများကို ဖွင့်ဆိုသည်ဒီကာကျမ်းများကို ယဟန်ပေါင်းတထောင်စုပြီးတစ်နှစ်တည်းဖြင့်အပြီးရေးသားကြသည်ပရကမပါဟုသည်ပကံမင်းဆက်ဘယင်များဖြစ်သည်နရတုမင်းရင်နရသိင်္ခနရပတိစီတုတို့နှင့်ခစ်ပြိုင်ဖြစ်သည်မြန်မာနိုင်ငံမှာစပတာတီဟိုရောက်နေသည်မှာထိုခေတ်ထိုကာလဝင်းကျင်တွင်ဖြစ်သည်နိုင်ငံကလည်းအေးချမ်းတာယာနေသည်တာသနာကလည်းထွန်ကားနေသည် ပါဠိပိတကအတင်ကြားလည်လာမှုနဲ့ပြန့်ပွားခေစာနေသည်ထိုအချိန်ထိုပတ်ဝန်းကျင်၌နေရ၍စပတသည်ပါဠိပိတကနှင့် အဖွင့်အထကထာကျမ်းများတိကာကျမ်းများကိုတင်ကြားလည်လာရသည်မှာအလွန်အစဉ်ပြေနေသည်တော်ဘေးကျော်ဘေးဆိုသည့်တိဟိုပညာရှင်ယဟန်တော်များထံစီကပ်ပြီးတကယ်ပညာတတ်တဲ့ဦးဖြစ်အောင်စူးစမ်းအားထုတ်သည် ်မြန်မာနိုင်ငံတွင်တင်ကြားလိလာမှုမရှိသေးသည့်စံစာများကိုတင်ကြားသည်တီဟိုကျွန်း၌သာသနာရေးဓလိထုံစံနှင့်အစဉ်အလာများကိုမှတ်ယူသည်တီဟိုကျွန်းရှိဗုဒ္ဓယဉ်ကျေးမှုနှင့်ဇေဒီပထိုးများကိုလည်းလိလာသည်တီဟိုကျွန်း၌စပတနေထိုင်တည်င်းသုံးနေသည်မှာ၁၀နှစ်၁၀မိုးကြာသွားပြီးအတောင်အလက်လဲဆုံးလာပြီးယဟန်ငယ်ဘဝမှာမထေဘဝရောက်လာပြီးပိတကက်စံစာများကိုလည်းအထကထာတီကာများနှင့်တကွ ာတင်ယူတက်မြောက်ပြီးလေပြီမိမိစာတိနိုင်ငံဤခေါ်တန်ကိုကြားနေရပြီဥထရ ဥတ္တရာစည်းဝမထေတီဟိုရောက်စဉ်ကတီဟိုယဟန်တော်များနှင့်တပေါင်းနှင့်တန်ခါကံတန်ခါကိစ္စပြုလုံးဆောင်ရွက်နိုင်တော်လဲတီဟို၌အနေကြသွားသောစပတ္တကမူတီဟိုသာသနာဩဇာလွန်မှုမူခံရပြီးမြမယဟန်များအပေါ်အမြင်တစ်မျိုးမြင်လာသည်မြမနိုင်ငံပြန်ရောက်သွားသည့်အခါပကံပြည်ရှိယဟန်များနှင့်တန်ခါကံတန်ခါကိစ္စတို့ကို အတူတကွမပြုလုပ်လိုကမိမိတူတဲငောင်စင်းစင်းဖြစ်နေလေ ိမ့်မည်။ပကံပြီးတွင်တန်ခါကံတန်ခါကိစ္စကိုမိမိစိတ်တိုင်းကျပြုလုပ်ဆောင်ရွက်ရန်တိဟိုကျွန်းမှာမိမိနှင့်အတူစိတ်တဘောတူအကျင့်သိက္ခာတူယဟန်လေးပါးကိုမိမိနှင့်တပါတဲ့ပကံတို့ခေါ်ဆောင်သွားရပါမူ။ပကံတွင်တန်ခါကံတန်ခါကိစ္စပြုလုပ်ဆောင်ရွက်ရေးအတွက်အခက်အခဲတွေ့လိမ့်မည်မဟုတ်ပေ။ ရှင်တို့စဉ်စားစိတ်ကူပြီးလင်းစပတ္တာသည်တည်င်းသုံးဖော်ဖြစ်ကြတော့တာမရလိပတိတာတိဝတိဝလိမထေကံမောဇမင်းဤတာရောတမလိန်တာမထေကိစ္စပူရတာအာနန္ဒာမထေတိဟိုကျွန်းတာရာဟုလမထေတို့ကိုခေါ်ပြီးလင်း1181-82ခုနှစ်၌မြန်မာနိုင်ငံပြန်လာသည် မထေ၅ပါးတို့သည်တင်းမောကြုံနှင့်လိုက်လာကြရာ ပသိန်တို့ဝါဆိုခန်းဤကက်ရောက်လာကြသည်ဝါဆိုချင်းကက်နေပြီဖြစ်၍ပကံတို့ဆက်မသွားတော့ပဲပသိန်နိုင်တဝါဆိုကြသည်ပသိန်နိုင်ရင်ယဟန်တော်များဝါကတ်သောចောင်းတိုက်တီယာနှင့်အရမ်တတိုင်းများသည်နောင်နှစ်ပေါင်းများစွာအကြသည့်အထိပသိမ်မျိုးဟောင်းဤတောင်ပတ်၌တည်ရှိနေသည်ရင်းယဟန်တော်များတမုတ်သွားခဲ့သောတိမ်တော်ရလည်းယခုထက်တိုင်းပသိမ်မျိုး၌ရှိနေသည် တည်င်းဝါလာကျွတ်တော်အခါမှာသဗ္ဗတမထေသည်အဖော်ယဟန်လေးပါးနှင့်အတူတကွပကံတို့ကြွလေသည်ပကံရောက်တော်အခါသဗ္ဗတယင်ဆို့သွားသည် သူဆရာအရင်ဩဒရာဇီဝမထေသည်သူပကံမရခင်ကလေးကပ်ပြီးပြန်လွန်တော်မူသွားသည်မိမိဤဂျေဇုရှင်ဆရာနှင့်ရှင်ကွဲကွဲနေရာမှာဖူးတွေ့ရန်အားခဲထားတော်လဲမဖူးတွေ့လိုက်ရပဲရပိုင်းကလေးတိလွယ်လွယ်ပြီးတိကွဲကွဲသွားခဲ့ရသည်ဖြစ်၍ထူးချုံမရ ဖြစ်သွားလေသည်စပဒါသည်သူဆရာဤတင်းချိုင်းခုသို့သွားလည်းရတပည့်တော်သည်ဆရာအရှင်မြတ်အားကျေးဇူးဆက်သည့်အနေဖြင့်ဆရာအရှင်မြတ်လိုလားတောင်းတသည့်အတိုင်းဗုဒ္ဓသာသနာကြီးပွားတိုးတက်ရာတိုးတက်ကြောင်းကိုကျိုးပန်းဆောင်ရွက်ပါမည်ဟုအတိတ်ထံပြုလိုက်လေသည် စပတသည်လူမျိုးစုအစွဲရှိသည်ပကံသာသနာ၌ယခင်ကမိမိဆရာမွန်လူမျိုးဥထရာဇီဝသည် အကြီးအမှုဖြစ်သည်ယခုသူပြန်ရောက်လာသည့်အခါတွင်ကမြမယဟန်းများကအကြီးအမှုဖြစ်နေကြသည် ထို့ပြင်တိဟောတာတနာခိုင်းဆွဲလဲစပတာတွင်မိခိုကိန်းအောင်နေပြီ လူမျိုးစုအစွဲနှင့် ခိုင်းကနာစိတ်သည်စပတာအားပကံ၌တိဟောတန်ခခိုင်းတစ်တကိုင်းတီထောင်ရန်လှုံ့ဆော်ခဲ့လေသည်ထို့ကြောင့်ဟန်တာဝရီမွန်ဘရင်ဓမ္မစီတီရေထိုးထားသော ကလျာဏိကြောက်စာ၌ပင်စပတာတိချခိုင်းထောင်ခြင်းမှာမာနဝတိနာ မန်ကြောင့်ဟုရေထိုးမှတ်တမ်းတင်ထားသည်မိသူပင်ဖြစ်စေတိဟိုကျွန်းမှာမဟာဝိဒာမဟာဝိဟာရနိကာယဂိုင်းသည်မြန်မာနိုင်ငံ၌ခြေကုပ်ရရှိတော်လီပြီးစပဒါသည်မြန်မာနိုင်ငံ၌တိဟိုသာသနာဂိုင်းကိုစတင်တည်ထောင်သောဂိုင်းကောင်းဆောင်ဖြစ်သည် ထိုအချိန်မှစ၍ပကံ၌တန်ခါဂိုင်းနှခိုင်းကွဲသွားသည် ပထမဂိုင်းဤပင်မမှာရာမညတိုင်းတထုံဖြစ်ပြီးဒုတိယဂိုင်းဤမြဖြာခံရမှာတီဟိုကျွန်းဖြစ်သည်ရာမညတိုင်းတထုံမှာရှင်အရဟံဆောင်ကျင်းလာသောပထမဂိုင်းကို ပူရိမတန်ခါသို့မဟုတ် ပူရိမဂိုင်း ကွင်းစကွင်းပိရှေးဦးကိုင်းဟူ၍၎င်းတီဟိုကျွန်းမှစပတာဆောင်ကျင်းလာသောဒုတိယကိုင်းကိုပစ္စည်းမတန်ကသို့မဟုတ်ပစ္စည်းမကိုင်းကွင်းစကွင်းပိနောက်ပေါ်ကိုင်းဟူ၍၎င်းခေါ်ဝေါ်တမုတ်ကြသည် ထိုအချိန်၌ပကံပြည့်ရှင်ဘရင်မှနရပတိစီသူဖြစ်သည်ဘရင်သည်စပတာနှင့်မထေလီပါအားအကျဉ်သိခါနှင့်ပညာအရာတွင်ထူးချွန်သူများဖြစ်ခြင်းကြောင့်များစွာကြီးညိုလေးစားသည် ။ဘရင်ဤထောက်ပံ့အားပေးမှုဖြင့်မထေငါပါသည်။အေယဝရီမြစ်ထဲတွင်ဥတကုတ်ခေပါရီတိန်အဖြစ်လှည့်လီဖောင်ဖွင့်လည်းရပဇင်းလောင်းများစွာကိုပဇင်းခံပေးသည် ထို့အချိန်မှစ၍တီဟိုတန်ကဂိုင်းသည်တဖြည်းဖြည်းကြီးပွားတိုးတက်လာရာပကံ၌ပကံ၌တာမကတော့ပဲမြန်မာနိုင်ငံအခြားဒေသများသို့အထိပြန့်ပွားသွားလေသည် ပကံခยีတဲ့ဤအာယုံသည်အတိတ်မှပစ္စုပန်စီသို့ ပြန်ရောက်လာသည်စပတမထေတီထားသောတီဟိုစီဒီပထိုးပုံတတစပတစီဒီသည် နှစ်ပေါင်း900နီးပါးမြကြာရှိပြီဖြစ်တော်လဲပကံခိဤသမိုင်းတကွက်ကိုပြောပြနေတုံးပင်ဖြစ်သည်တီဟိုသောဒုတိယဓမ္မခยีတဲ့စပတမထေဤအထုပ်ပတ်အထုပ်ပတိကိုရေဆက်တည်ကျူးနေတုံးပင်ဖြစ်သည် ပကံခရီးသည်စီးနင်းလိုက်ပါသွားသောကာသည်မြောင်ဦးမှပကံသို့ဥတီနေပြီးသို့သောခရီးသည်ကမူစပတစီဒီတွင်မမြင်ရသော အခရာစလုံးများဖြင့်ရေထိုးမှတ်တမ်းတင်ထားသည့်စပတအထုပ်ပတိကိုစိတ်ထဲကဖတ်နေတုံးပင်ရှိသေးသည် ားဆင်အပိကဲကြသူအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်တန်ရှိနေသေးတဲ့ပကံဖျားပထိုးစီတီတွေရဲ့အကြောင်းကိုလည်းဆက်လက်ဆောင်မြောနားဆင်ပေးကြပါအောင်နော်။ channel လေးကိုလည်း like and subscribe လေးများပြုလုပ်ပေးကြပါအောင်နော်။အလုံးဘေးကင်းကျန်းမာကြပါစေရှင်။